ကျွန်တော်တို့ Joyce Online Class ကကမ္ဘာအကောင်ဆုံးအင်္ဂလိပ်စာသင်တန်းကျောင်းလဲမဟုတ်ပါဘူး။အပြင်မှာသင်သလိုကျောင်းသားတယောက်ချင်းစီတေချာ like ကြည့်ပေးဖို့ကလည်းမဖြစ်နိုင်ပါဘူး။ဒါအပြင်ဆရာဆရာမတွေနဲ့လည်း laboratory သင်လို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့ရှီမှာလက်ရှိဖွင့်ထားတဲ့အင်္ဂလိပ်စာ online class တွေကိုတက်လိုက်တဲ့သင်တန်းသားတွေအနေနဲ့ basic grammar အတန်းကိုတက်တယ်ဆိုရင်တန်းဆက်နှစ်ခုလုံးထုံးလို့ချေရေလုံးနောက်ဖြစ်သွားမယ်။ standard construction တက်ပြီးတဲ့ကျောင်းသားတယောက်အနေနဲ့ကအင်္ဂလိပ်စာကိုမြန်မာလိုတွေးပြီးတော့အင်္ဂလိပ်လိုပြန်ရေးလာနိုင်ပြီးတော့ basic speaking တက်တဲ့သူကအင်္ဂလိပ်လိုအခြေခံပြန်ပြီးတော့ပြောနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်အပြင်မှာလည်းတင်တာမဟုတ်ပဲဒီရလက်တွေဖတ်လာလို့ပထမအဦးဆုံးចောင်းသားတွေအနေနဲ့သူတို့ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာကနေအင်တာနက်ရှိတာနဲ့လေ့လာလို့ရတာဖြစ်တဲ့အတွက်သူတို့အုံနောက်ကနေအင်္ဂလိပ်စာအကောင်းဆုံးလက်ခံနိုင်တဲ့အချိန်မှာရွေးပြီးတော့လေ့လာလို့ရတယ်။သင်ကန်းစာတွေရဲ့ exercise တွေကိုဆရာမတွေနဲ့ပြန်တိုင်ပင်တဲ့အခါကျရင်လည်းတယောက်ချင်းစီတိုင်ပင်လို့ရတာဖြစ်တဲ့အတွက်ကြောင့် တန်းထဲမှာလုံးဝကြောက်နေစရာတွေရှက်နေစရာတွေမလုပ်ဖြစ်တာတွေမရှိတော့ဘူး။တင်လေးလာဖို့ကလည်း Facebook group အပြင် application တွေ website တွေကိုကြိုက်တဲ့နေရာတွေကနေပြီးတော့တင်လေးလာလို့ရတယ်။အဲ့ဒါအပြင်ကျောင်းသားအချင်းချင်း communicate လုပ်လို့ရအောင်ကျောင်းသား group တွေအပတ်စဉ် weekly zone တွေအပြင်၃လလတစ်ချိန် dialogue practice club တွေလည်းလုပ်ပေးပါတယ်။အခုပြောပြသွားတဲ့အားလုံးကိုကိုအားတဲ့အချိန်ကိုအဆင်ပြေတဲ့အချိန်မှာပဲပုံမှန်လေးလုပ်သွားလို့ရတာဖြစ်တဲ့အတွက်ကြောင့် ျွန်တော်ရှေ့မှာပြောခဲ့တဲ့ရလဒ်တွေကိုကျောင်းသားတွေကရသွားတာပဲဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ရှင်မှာအင်္ဂလိပ်စာသင်တန်းစုံလမ်းခြင်းနဲ့ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ ENG လို့ comment မှန်ကယ်လို့ရတဲ့အပြင်ကျွန်တော်တို့ page ကိုလည်း message ပို့ပြီးတော့ဆက်သွယ်စုံလမ်းနိုင်ပါတယ်။အားလုံးပဲကျေးဇူးများတင်ပါတယ်။